အားလုံးပဲမင်္ဂလာပါအားလုံးကိုကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာကတော့လက်ရှိဂျူးလူမျိုးတွေနေတဲ့အစရေးနိုင်ငံအကြောင်းနဲ့အစရေးနဲ့ဟာမတ်ဆက်ပွဲအကြောင်းကိုပြောပြချင်ပါတယ်လက်ရှိအစရေးနိုင်ငံတွေကဂျေရုဆလင်ဟာဆိုရင်ဂျူးဘာသာအစ္စလမ်ဘာသာနဲ့ခရစ်ယာန်ဘာသာတို့ရဲ့အကြီးမြတ်ဆုံးနေရာတစ်ခုဖြစ်ပါတယ်ခေတ်အစစ်စစ်လူမျိုးရေးတိုက်ပွဲတွေနဲ့ယခုအချိန်ထိရှိနေကြတာပါအဲ့ဒီနယ်မြေထဲမှာဂျူးလူမျိုးတွေနဲ့အာရဗ်နယ်ဝင်လူမျိုးတွေအများစုနေထိုင်ကြပါတယ် အများစုကတော့အာရလူမျိုးတွေကပိုများတယ်လို့ဆိုနိုင်ပါတယ်ပထမကမ္ဘာစစ်ပြီးတဲ့နောက်မှာ1918ခုနှစ်ပါလက်စတိုင်းနယ်မြေကိုဗြိတိရှားတို့ကအုပ်ချုပ်ခွင့်ရလာခဲ့ပါတယ်ဗြိတိရှားအစိုးရကပါလက်စတိုင်းနယ်မြေမှာဂျူးလူမျိုးတွေအတွက်နိုင်ငံတစ်ခုထူထောင်ပေးဖို့အထောက်အပံ့ပေးခဲ့ပါတယ်ဒါကြောင့်ဂျူးလူမျိုးတွေနဲ့အာရလူမျိုးတွေကြားမှာအငင်းပွားမှုတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်1948ခုနှစ် ကုလဓမ္မကရဲ့နယ်မြေပိုင်းခြားခြင်းအစီအစဉ်မှာနိုင်ငံပေါ်ထွန်းရေးဖြည့်ရှင်းချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီတိုင်းနိုင်ငံကထိန်းချုပ်ထားတဲ့ပါလက်စတိုင်းနယ်မြေကိုပိုင်းခြားဖို့ကုလဓမ္မကမှမဲခွဲဆုံးဖြတ်ပြီးတဲ့နောက်မှာ1948ခုနှစ်မေလ14ရက်နေ့မှာအစရေးနိုင်ငံဟာလွတ်လပ်တဲ့နိုင်ငံတစ်ခုအနေနဲ့ကျင်ညာခဲ့ပါတယ်။ကျင်ညာပြီးတဲ့နောက်မှာအီဂျစ်ဂျော်ဒန်စီးရီးယားလေဘရွန်အီရက်စတဲ့အာရပ်၅နိုင်ငံကအစရေးကိုစတင်တိုက်ခိုက်လာခဲ့ပါတယ်။ 1969ခုနှစ်ဇွန်လ9ရက်ကနေဇွန်လ10ရက်နေ့အထိစစ်သေးဝါလို့လူတိများကြတဲ့6ရက်တာစစ်ပွဲမှာဆိုရင်လေအစရေဟာအီဂျစ်ဂျော်ဒန်စီးရီးယားအီရက်လေဘရွန်တို့နဲ့တိုက်ခိုက်ခဲ့ရပါတယ်အစရေရဲ့လေတပ်အင်အားတောင့်တင်းမှုကြောင့်အာရက်နိုင်ငံတွေကိုအနိုင်ရရှိခဲ့ပါတယ်အီဂျစ်ထံမှစိုင်းနိုင်ဖီနီရှားနဲ့ဂါဇာမြေပြင်ဂျော်ဒန်နိုင်ငံကနေအနောက်ဖက်ကမ်းမြောင်ဒေသနဲ့အရှေ့ဂျေရုဆလင် စီးရီးယားနိုင်ငံကနေဂိုလန်တောင်ပေါ်ဒေတာတို့ကိုတင်ပိုက်အနိုင်ယူခဲ့ပါတယ်။ဒီစစ်ပွဲမှာအစရေးနိုင်ငံကနည်းမြအများပြားကိုရရှိခဲ့ပါတယ်။အာရဗ်နိုင်ငံတွေဟာအင်အားယုံနဲ့တွားခဲ့ရပြီးနိုင်ငံရေးအားနဲ့တွားခဲ့ရပါတယ်။1990ပြည့်နှစ်မှာငြိမ်းချမ်းရေးစကားဝိုင်းတွေစတင်ခဲ့ကြပါတယ်။နိုင်ငံဖြည့်ချင်းချက်တစ်ခုအတွက်ကြီးမားချက်တွေထားရှိခဲ့ကြပါတယ်။ဗြိတိရှားရဲ့ လုတ်ပိုင်ခွင့်နယ်မြေပါလက်စတိုင်းကိုတီးခြားနယ်မြေပိုင်းခြားဖို့အဆိုပြုခဲ့ကြပါတယ်။အဲ့ဒီနောက်မှာနိုင်ငံပေါ်ထွန်းရေးမှုကိုလည်း1993ခုနှစ်မှာနော်ဝေးအစိုးရကကြောတော့နောက်ခံလုပ်ပြီးဂျာဝင်ဖြည့်ရှင်းပေးခဲ့ပါတယ်။အစရိအစိုးရနဲ့ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO တို့ဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲကနိုင်ငံဖြစ်ပေါ်ဒီအထိအဆုံးတက်မရောက်ခဲ့ပဲအရင်ကတည်းဖြည့်ရှင်းဖို့မလွယ်တဲ့အခက်အခဲပြဿနာတွေကိုပိုပြီးတော့ဖြစ်စီခဲ့ပါတယ်။ 2009ခုနှစ်မှာအမေရိကန်တမရဗက်ကလင်တန်က နိုင်ငံပေါ်ထွန်းရေးမူပြတနာကိုဖြေရှင်းမှုနှစ်ဖက်ဆွေးနွေးမှုတွေအဖြေရှာခဲ့ပါတယ်1968ခုနှစ်ဆက်ပွဲကာလအတွင်းမှာအစ္စရေးတို့တင်ပြခဲ့တဲ့အနောက်ဖက်ကမ်းမြောင်ဒေသအရှေ့ဂျေရုဆလင်နဲ့ဂါဇာကမ်းမြောင်ဒေသတို့ပါဝင်တဲ့ပါလက်စတိုင်းနိုင်ငံတစ်ခုကိုတီထောင်ကျင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်မှာအစ္စရေးဝန်ကြီးအီဟုန်ဖာရက်စ်နဲ့ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ အရာဗတ်တို့ဂျာတဘောတူညီချက်ကွန်ဟာချက်တွေကြီးမားခဲ့ပြီးတော့ဆွေးနွေးမှုကတော့အထမမြောက်ခဲ့ပါဘူးအစရွေကတော့အနောက်မြေကမ်းမြောင်ဒေသမှာလူဦးရေနဲ့နယ်မြေချဲ့တွင်ရေစက်တိုက်ပြုလုပ်နေခဲ့ပါတယ်၂009နှစ်နောက်ပိုင်းမှာတော့ပါလက်စတိုင်းနယ်ထဲမှာဟာမတ်လက်နက်ကိုင်တွေပို့ပြီးတော့အင်အားကြီးမားလာပါတယ်ဟာမတ်အဖွဲ့ရဲ့ရည်မှန်းချက်ကတော့လက်နက်ကိုင်အချမ်းဖက်စွန့်လွှတ်ရေးပါလက်စတိုင်းနိုင်ငံထူထောင်ရာမှာ1968ခုနှစ်က အစရေတိမ့်ပိုင်းခဲ့တဲ့နည်းမြေတွေပါရမြင်အဲ့ဒီနောက်မှာ အစရေကိုပယ်ဖြစ်ရေးဖို့ဆိုပါတယ်ဂါဇာမှာနိုင်ငံတဝန်းကအာယုံစူးစိုက်စောင့်ကြည့်မှုတွေမရှိတော့တာကိုအခွင့်ကောင်းယူပြီးအမတ်အဖွဲ့ကလေဘရွန်နိုင်ငံကဟက်စပိုလာအကူအညီနဲ့စစ်တပ်အင်အားကိုတိစောက်ခဲ့ပါတယ်နောက်ပိုင်းမှာအဲ့ဒီအဖွဲ့အစည်းကခုခံမှုဝင်ရောဆိုပြီးဖြစ်လာကြပါတယ်ဆယ်စုနှစ်ချီကြာခဲ့ပေမဲ့အစရေပါလက်စတိုင်းနိုင်ငံတည်ရှိမှုအားလည်းအခုချိန်ထိအလန်းဝင်းနေသေးပါ လက်ရှိအစရေးဝန်ကြီးချုပ်ဗဂျမင်နေတန်ယာဟုကအစရေးပါလက်စတိုင်းနိုင်ငံတရှိအမှုကိုနိုင်ငံရေးဘဝတစ်လျှောက်လုံးကန့်ကွက်လာခဲ့တဲ့သူပါပါလက်စတိုင်းဟာမတ်တွေအနေနဲ့အစရေးကိုဖြစ်စည်းပြဖို့တဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုလက်ခံကျင့်သုံးကြဖို့ပြောခဲ့ပါတယ်ပြောပြီးဒီနောက်မှာကုလသမဂ္ဂရဲ့စည်းမျဉ်းပေါ်မှာနိုင်ငံတရှိအမှုရဲ့အဆုံးတက်မြေပုံကိုပြတာခဲ့ပါတယ်မြေပုံထဲမှာပါလက်စတိုင်းနိုင်ငံဟူ၍မပါရှိခြင်းဖြစ်ပါတယ်2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာ ဂါဇာတဲကဟာမတ်လက်နက်ကင်တွေကဒုံးကျည်တထောင်ကျော်ပြစ်ခတ်ပြီးတော့အစရေးတွေကိုလက်နက်ကင်တွေဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနေ့မှာအစရေးတွေကတာမန်အယက်တားပြည်သူ1900ကျော်တေဆုံးခဲ့ပါတယ်။တချို့ကလည်းဒဇာကန်အနေနဲ့ခေါ်ဆောင်သွားပါတယ်။အစရေးဝန်ကြီးချုပ်ဒင်တန်ယာဟုကလည်းမတုံဆိုင်နေပဲဂါဇာတွေကအာမတ်တွေရှိတဲ့တိုက်ခိုက်ရေးအခြေစိုက်စခန်းတွေဂိုဒေါင်တွေလေကြောင်းကနေအဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ် အဲ့ဒီစစ်ဆင်ရေးရဲ့နာမည်ကတော့ Operation Iron Sword လို့ခေါ်ပါတယ်။အဲ့ဒီနောက်မှာအစရေဘက်ကနည်းမြေတင်းချမ်းမှုတွေထိန်းချုပ်လိုက်ပါတယ်။အစရေရဲ့တုံ့ပြန်ချက်ကဒီလောက်နဲ့မပြီးဆုံးခဲ့ပါဘူး။အစရေတပ်မတော်ဟာဂါဇာတွေကို Ground Operation ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဂါဇာတွေကအဓိကအဆောက်အဦးတွေကိုဟားမက်ကအတုံးချနေတယ်ဆိုပြီးဆေးရုံတွေကျောင်းတွေပါမှာကျန်အစရေကအဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။၂၀၂၄ ခုနှစ်ဇူလိုင်လအတွင်းမှာပါလက်စတိုင်းနိုင်ငံထူထောင်ရေးနိုင်ငံတည်ရှိမှုကို အစ္စရေးဘက်ကပယ်ချခဲ့ပါတယ်။ခါသာတဲ့ကိုဝင်တဲ့ကုန်ပစ္စည်းတွေ၊ဆေးဝါးတွေ၊အစားအစာတွေစတဲ့လမ်းကြောင်းတွေကိုအစ္စရေးကအပြည့်အဝထိန်းချုပ်လိုက်ပါတယ်။တန်တဲ့ချီရဲ့ဂါဇာတွေကလူတွေဟာစားနေရိတ်ခါပြတ်တောက်မှုတွေနဲ့အငတ်ပေးဆိုင်မှုကိုယခုအချိန်ထိခံစားနေရပါတယ်။အစရေရဲ့ဘုံတဘောတူညီချက်ကတော့အာမတ်အဖွဲ့ကိုလုံးဝပျောက်ပြစ်သွားအောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။အဲလိုပျောက်ပြစ်သွားအောင်လုပ်ဖို့ဆိုရင် ဟာမတ်အဖွဲ့ကိုထောက်ပံ့နေတဲ့အီရန်နိုင်ငံကိုအင်အားချိနေအောင်အီရန်ရဲ့နျူကလ িয়ার ဗုံးတီထွင်တဲ့အဆောက်အဦတွေကိုဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။လီဘရွန်နဲကဟက်စပိုလာတွေကိုလည်းဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်မှာဂါဇာကမ်းမြောင်ဒေသတွေကိုအဆက်မပြတ်ဗုံးကျဲတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်ခဲ့ပါတယ်။ဒီလိုအဆက်မပြတ်ဗုံးကျဲတိုက်ခိုက်မှုတွေကငြင်းချမ်းရေးကိုအိုတီမတော်ဘူးဆိုပြီးအစရေးနိုင်ငံကိုဥရောပနိုင်ငံကဖိအားပေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိအချိန်ထိဂါဇာကမ်းမြောင်ဒေသမှာတည်ဆုံးတူလူဦးရေကတော့6တောင်းခွဲကျော်အထိရှိလာပါပြီလက်ရှိအချိန်မှာဥရောပနိုင်ငံတွေနဲ့အမေရိကန်တမရဒေါ်နယ်ထရန့်ကကြားဖြတ်ဝင်ပြီးတော့အစရိအစိုးရနဲ့ဟာမတ်တို့ခက်တာခဏဆက်ပြေးညင်ရေးသဘောတူညီချက်ရရှိထားပါတယ်။ပြန်မေးဆွဲထားတဲ့တစားကန်လူတွေအပြန်အလှန်လွတ်မြောက်ပေးဖို့နဲ့ဂါဇာကိုပြန်လည်ထူထောင်ရေးအချက်အလက်တွေပါဝင်ပါတယ်။ ဂါဇာတွေကလက်နဲ့ကင်နေလက်နဲ့ချဖို့ပြောခဲ့ပေမဲ့အာမတ်တွေကတော့အဲ့ဒီအချက်ကိုလက်မခံခဲ့ပါဘူးဂါဇာတွေကပြည်သူတွေကတော့ပညာရေးကျန်းမာရေးစားနပ်ရေးခါကအစလက်ရှိအချိန်ထိအလန်းဝင်းနေသေးပါဒုံးကျည်တွေကြေးစံတွေဘယ်အချိန်မိုးပေါ်ကကျလာမလဲစိုးရင်စိတ်တွေနဲ့ဂါဇာပြည်သူတွေရင်တက်မအင်းရှင်းတန်နေရသေးပါ